စ်ဆိုးချိန်တနင်္သာရီကမိုးဥကျတက်တူမှုတွင်းနေအကြောင်းကိုပြောပြပေးပါမယ်။အာနာသိမ့်ပြီးနောက်ပိုင်းတနင်္သာရီတိုင်းထဲမှာတက်တူလောက်ွက်တွေအရှို့ရှို့ပေါ်ပေါက်လာနေပါဗျ။2024ခုနှစ်ဧပြီလမှာရိုက်ကူးထားတဲ့ဂျိုဒူဓာတ်ပုံတွေအရတနင်္သာရီတိုင်းအတွင်းတက်တူတူးတဲ့နေရာ66ခုထက်မနည်းရှိလာပြီးစုစုပေါင်းအကျယ်ဝန်းဟာဧက1000ခွဲကျော်အတိအကျပြောရရင် 25414ဧကထပ်မင်းအထိရှိနေပါတယ်။ဒီပမာဏကဒဝဲမြို့ထက်၄ဆနီးပါးပိုကျပါတယ်။ဆရာနာမသိန်းခင်ကဆိုရင်တနင်္သာရီတိုင်းအတွင်းတတုလုကွက်30လောက်ရှိပြီးအကျယ်ဝန်းအဖြစ်ဧက8680လောက်ပဲရှိခဲ့တာပါ။အရင်ကဆိုရင်အဲ့ဒီတတုလုကွက်တွေဟာမြစ်ချောင်းတောတောင် တွေထဲမှာပဲတွေ့ရလေရှိပေမဲ့အခုအချိန်မှာတော့လူနေရက်ွက်ကြေးရွာတွေထဲအထိကိုရောက်လာတာပါ။ တဘာဝတန်ွေလုပ်ငန်းခဲတတုလုပ်ငန်းတွေနဲ့နမည်ကြီးနေတဲ့ရေပြူမြို့နယ်ကကံပေါက်ဒေသမှာဆိုရင်တတုလုပ်ွက်တွေဟာကံပေါက်ရဲစခန်းအနောက်ဘက်ခြံစည်းရိုးအဆက်ထိကိုရောက်လာပါတယ်။ဒါတွေကအာနာသိမ့်ပြီးနောက်ပိုင်းတရားဥပဒေစိုးမိုးမှုမရှိတာအဘက်ဘက်ကယိုယွင်းပြည့်ရင်းလာတာရဲ့ပြရောက်တခုလို့ကံပေါက်ဒေသနေဦးအောင်ပန်းကဆိုပါတယ်။ဦးအောင်ပန်းက NLD အစိုးရလက်ထက်မှာရဲရွာတတုစောင့်ကြည့်ရေးအဖွဲ့ဝင်တဦးဖြစ်ခဲ့တဲ့အတွက် တတုလုပ်ငန်းအကြောင်းကောင်းကောင်းသိတဲ့တူတူဖြစ်ပါတယ်အကူအတရဆိုကဘောပချာလေတော့ရှောင်းမခဲမိတ်သာကြဲဟိုအရင်အရင်အမဘောဟိုတော့ပွားနေမှာစာဆိုင်နေလူဥမာဟိုကုရဲ့ဆိုင်နေလူတွေပန်းဆိုင်နေလူတွေစိတ်သက်သာဝဆိုင်နေလူတွေအဆောအမင်းတွေရုံးသွားပြီးဟိုလုပ်ငန်းရှင်းလာတဲ့ဟိုရောဘောတော့ခဲမိတ်ဖြစ်ရပါလားဤရှင်ရောနိုင်ရောဘောဟိုဂလီပီပီဆိုတာအဆုံးချင်းလို့တော့တို့များရပါ ကမ္ဘောဒီးယားမှာစစ်ကောင်စီရဲ့မောရဝတီရေတပ်စခန်းဌာနချုပ်ရှိပြီးတာမန်အားဖြင့်စစ်ကောင်စီလွှမ်းမိုးထိန်းချုပ်ရာနေရာလို့ပြောရမှာပါတတတူဖို့သူတွေကစစ်ကောင်စီတက်ရက်ွက်အုပ်ချုပ်ရေးမှုစစ်ထောက်လန်းရေးလို့စစ်ကောင်စီဘတ်တော်သားတွေကိုအခကျင်းဝေးပေးပြီးတူဖို့နေကြတာလို့ဦးအောင်ပန်းကပြောပါတယ်။ဒါကြောင့်လဲကံပေါ့အုံးပင်ကွင်းရွာပရရွာပြင်ကြီးရွာပိန်နေတော်ရွာနဲ့ ကံကောတော်အပါဝင်အနီးဝန်းကျင်ကြေးရွာတွေကဥယျင်ခြံတွေဟာတတုလောက်ွက်တွေအဖြစ်ကိုပြောင်းလဲသွားကြတာပါ။ဒါ့ပြင်မုတ်တမကန်းလွန်ကထွက်တဲ့တဘာဝဓာတ်ငွေကိုထိုင်းနိုင်ငံကိုပိုက်လိုင်းနဲ့တင်ပို့ရမှာပိုင်လိုင်းဖြတ်တန်းရလမ်းတစ်လျှောက်မှာရှိတဲ့ရေပြူမြို့နယ်ထဲကဇင်းမာချောင်းဆိုရင်လေချောင်းယိုပျောက်သွားပြီးလကဘာမျက်နှာပြင်လိုဖြစ်သွားပါတယ်။ရွှေတူးဖော်နေကြတဲ့တင်းသားကြီးတဘာဝတစ်တော့ကျိုးဝိုင်းထဲကဇင်းမာချောင်းဟာ ကြိုက်ခွတ်ပေါင်းများစွာ တွင်းပေါင်းများစွာနဲ့အာနာသိမ့်ပြီးနောက်ပိုင်းအချိန်တို့အတွင်းလုံးဝပျက်စီးသွားတာပါထိုင်းနေဇက်ဖက်ကနေမြစ်ဖြားခံပြီးစီးဆင်းလာတဲ့ဇင်းမာချောင်းဖြားတစ်လျှောက်16မိုင်လောက်ရှိတဲ့ရွှေလုတ်ကွက်တွေရှိနေပြီးချောင်းကတော့လုံးဝပျက်စီးသွားပြီဖြစ်ပါတယ်ဇင်းမာချောင်းစီးဆင်းနေတဲ့သဘာဝကျိုးဝိုင်းဧရိယာမှာကရင်မျိုးသားအစီယုံကရင်ယူထိန်းချုပ်နေမည်ဖြစ်တယ်လို့စစ်ကောင်စီတပ်စခန်းတွေလည်းရှိပြီး တော်လာရေးတက်တချို့လည်းလှောက်ရှားနေပါတယ်။ရေပြူမြို့နယ်မှာလိုပဲတနင်္လာရီတိုင်းထဲကမြို့နယ်အလုံးကြီးပါမှာတတူလောက်ွက်တွေအချိန်တိုအတွင်းအရှူရှူပေါ်လာကြပါတယ်။အာနာသိမ့်မိတဲ့နောက်ပိုင်းလက်နက်ကင်အဖွဲ့တွေကြီးစိုးရာဒေသတွေမှာဒေသလုပ်ငန်းရှင်တွေနဲ့တိုင်းပြင်ပကလာတဲ့လုပ်ငန်းရှင်တွေကအပြိုင်အဆိုင်တူးဖော်နေကြတာပါ။စစ်ကောင်စီတက်ထိန်းချုပ်ရာဒေသတွေမှာဆိုရင် ြူစောထီးတွေစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုတွေနဲ့စစ်ကောင်စီတပ်သားတွေကို လက်ငွေပေးပြီးအလူအယက်တူးဖော်နေကြတယ်လို့ငိမ့်ညုတ်ခံတူဖြစ်တဲ့88ငိမ့်ပွင့်ကတယန်ဇာတနဲ့တဘာဝပဝင်းကျင်ရေးရာတာဝန်ခံဥပိုအင်ကပြောပါရတယ်။ဒါအပြင်တော်လိုင်းရဲ့တပ်တွေထိမ့်ချုပ်စိုးမိုးထားတဲ့နေမြေတွေမှာတတ်ထုတူးဖော်တာတွေရှိနေတယ်လို့ဆိုပါရတယ်။အဲ့ဒီမှာအနေနဲ့ဒီအတိုင်းကျင်းတို့ပြောလို့လည်းဝီရခဲ့ရတဲ့ကြီး တော့ရဒီဟိုပေါ်ပါရီတဲ့ဘုံကတော့တက်ပြီးတဲ့နည်းပြောတဲ့ဒီတော့လည်းတော့ဖော်ဆောင်တဲ့တော့သူတို့ကနေချေအနော်တဲ့ဒီရချင်းသွားခမကျော်ကျော်လုံလန်းရှည်စီဘူးပေါ်လာအနော်တဲ့ဘယ်လိုလဲအဲ့တော့လည်းမချင်တော့တဲ့ဘနော်တော့ဝယ်ပြီးလုပ်ပဲကြာတဝဲအရှိတော်ဒေတာမှာလဲလက်နက်ကင်တက်တွေကိုငွေကြေးပေးပြီးခဲတက်တုတူးဖော်နေကြတယ်လို့ဒေတာခန်တွေကလည်းပြောပါတယ် လက်နက်ကင်အဖွဲပေါင်းများစွာအခြေပြုထားတဲ့ဒဝဲအရှိတော်ဒေတာတစ်ခုထဲမှာတော့တတ်တူတူးဖော်တဲ့နေရာ18ခုထပ်မင်းရှိလာပြီးအကျယ်ဝန်းအားဖြင့်ဧက4384ဧကာအထိရှိနေတာကိုဂျူဒူဓာတ်ပုံတွေရသိရပါတယ်။လက်နက်ကင်တက်တချို့ကခဲတတူတူးတဲ့လုပ်ငန်းရှင်တွေစီငွေကြေးကောက်ခံနေတယ်လို့ထွက်ရှိတဲ့ခဲတတူတဲယူပို့ဆောင်ရမှာလဲပါဝင်ပတ်သက်နေတယ်လို့ အဲ့ဒီနေမြေမှာလှုပ်ရှားနေတဲ့ဒဝဲမြို့နယ်ပြည်သူ့လုံခြုံရေးဒုတာဝန်ခံဘိုပီတာကပြောပါရယ်ဘိုပီတာကအမျိုးသားညီညွတ်ရေးအစိုးရရဲ့ဒဝဲမြို့နယ်တွဲဖက်အခွန်တော်အရာရှိတာဝန်ကိုပါပူတွဲထမ်းဆောင်နေသူပါပွားစာကျဲလာတဲ့တတ်ထုတူးဖော်ရေးလုပ်ငန်းတွေကိုထိန်းကျောင်းနိုင်ဖို့အတွက် UNG လောက်ခံအဖွဲ့အနေနဲ့ပြီးခဲ့တဲ့နှစ်ဇူလိုင်လဝန်းကျင်ကစပြီးအခွန်ကောက်ခံနေတယ်လို့ဘိုပီတာကပြောပါရယ် ခဲလောက်ကမှာတက်စင်အသုံးပြုနေတဲ့အင်ဂျင်ဆက်ပေါ်မူတည်ပြီးတတ်မှတ်ကောက်ခံနေတာပါ။တဝက်ရှိတော့ဒေတာအပါဝင်တနင်းသာရီဘုတ်ပြင်းရေပြူပလောကျွန်စုစတဲ့မြို့နယ်တွေမှာဗယံပရာလုပ်နေတဲ့တက်တုလုပ်ငန်းတွေများလာနေပါတယ်။ဒါတွေကိုဖော်ထုတ်ပြီးထိန်းကြောင်းဖို့စ조사ရင်အသက်အန္တရာယ်ရန်ရှာခံရနိုင်တဲ့အခြေအနေရှိတာကြောင့်ဒေတာခံပြည်သူတွေကစိုးရိမ်မကင်းဖြစ်နေကြပါတယ်။ 88ငိပွင့်ရဲ့တယံဇာတနဲ့တဘာဝပတ်ဝန်းကျင်ရေးရာတာဝန်ခံဥပုပ်အင်ကတော့ AUG အနေနဲ့ရေရှည်ထောက်ယူသုံးစွဲနိုင်တဲ့အရင်းမြစ်ဖြစ်စေရေးစီမံခန့်ခွဲဖို့လိုအပ်တယ်လို့အကြံပြုပါတယ်။အဲ့ဒါတော့ဟိုအခုမြန်မာပြည်ကကိုကတော်လိုက်တဲ့မြေကိုသွားသိမ့်ပြီးနောက်ပိုင်းမှာကြာပြီးရတာဒီဆရာဘယ်ဆုံးမမှုတဲ့တကွာဒါဒီဆုံးမအောင် ลยนะเราไม่มาการต้นแสดงมันก็อีกุต่ละสุยาที่เราเปลี่ยนคนที่เป็นดิสติกเองเราที่ตรงนี้ด้วยดูที่นี่สุดยอดแบบปยาวจนมันมุ่งตงนว้อะไรแต่เราวป็นว่าแต่เราเป็นนี่ไปออกตรงนู้นสิแล้วว่าอย่าทีนี่เนาะเราุดที่ชินาไปแล้วที่ไปจะไปบุรุษเลยလက်ရှိမှာတော့ပြမရာတူးပေါ်နေကြတဲ့တတူလောက်ွက်တွေကြောင့်တနင်္လာရီတိုင်းထဲကဥယျာဉ်ခြံတွေပြက်စီးတာ၊ချောင်းတွေကောသွားတာ ညည်ရီတွေနောက်ကြည့်သွားတာမြစ်ချောင်းတွေရေနေတတ်တော်တွေတေးတေးပြက်စီးတာတွေကြုံတွေ့နေရပြီလို့ဒေသခံတွေက ပြောဆိုနေကြပါတယ်။လူတစုအကျိုးစီးပွားအတွက်လှုပ်ချင်ရလှုပ်ခွင့်ရနေတာကရေရှည်မှာဒေသခံတွေအတွက်ဆိုဂျိုးတွေသာကြံခဲ့မှာဖြစ်တယ်လို့ပညာရှင်တွေကထောက်ပြနေကြပါရှင်။